active life မှာနေတာပေါ့နော် race ကလမ်းလျှောက်ပါတယ်စပိန်နဲ့မှာတယ်ရေကူးပါတယ်ပြီးတော့ line dance လည်းပဲရေမချိုးခင်တစ်ချက်နှစ်ပုတ်ကပါတယ်ခြားခြားဆိုကားတွေရောဒီမားတွေရောခြေထောက်တွေရောအကုန်ပါတယ်လေအာလူတယောက်ကစသေရင် ခြေထောက်ကစသေတာပါပဲခြေထောက်မှာရှိတဲ့အကြောတွေကစဆိုင်တာပါပဲအဲ့ဒီအချိန်မှာသတိထားမှဖြစ်တယ်ပေါ့အဲ့ဒါကိုကြောက်လို့ကျွန်မရေကူးပါတယ် အာဒီနေ့ကတော့ကျမတို့မြန်မာ squash federation နဲ့ Korea squash federation တို့နားလည်မှုစာကြံလာ ထိုးတာဖြစ်ပါတယ်။ကျမတို့ဒီအဖွဲ့ကိုစထောင်မှုတွေလည်းပဲ Korea team ကနေအားပေးခဲ့တယ်။ကျမတို့ကလည်းထောင်ပြအောင်ထောင်လိုက်တယ်။အာဒီ33ချိန်မြောက်စီဂိမ်းမှာပြိုင်ပွဲဝင်ဖို့အတွက်ပြိုင်ပွဲဝင်အားကစားသမားများကိုလည်းသူတို့ရဲ့ကိုရီးယားနိုင်ငံမှာအဲ training ပေးနေတာဖြစ်ပါတယ်။အခုသွားပြန်ရမယ်ပြိုင်ပွဲတွေမှာကကဘာဟိုဥပဒေအရဆိုလို့ရှိရင်22နှစ်အောင်ပဲအာပြိုင်လို့ရတယ် single မှာလေအဲ့တော့ကျမတို့ဒီမှာရှိနေတာလည်းပဲဟို racket နဲ့ family ဖြစ်နေတယ်လေအဲ့လိုလူမျိုးကိုရအောင်ဆိုတော့ကျမတို့ tennis အဖွဲ့ချုပ်ကနေပြီးတော့မှအဲ့ဒီမှာ selection drop out ဖြစ်တာပေါ့အဲ့ဒီလူမျိုးတွေကိုဟို train လုပ်နေတာဖြစ်ပါတယ် ဟုတ်လို့လားနော်နော် squash ကစားနေရမြန်မာနိုင်ငံအတွက်တော့ဟိုတိတ်ပြီးတော့မစိမ့်ဘူးလို့ထင်တယ်ဘာလို့လဲဆိုတော့ဒါရိုက်တာယင်ကသူ့မိန်းမနဲ့စိတ်ဆိုးတိုင်း squash ကစားတာကိုတွေ့ဘူးနေတာပဲ ကျမကတော့အဲဒီ squash အားကစားနည်းကိုပထမအဆုံးစိတ်ဝင်စားတာဓာလိုက်တာယင်ရုပ်ရှင်ကားရရပဲဓာလိုက်တာယင်သွားသွားပြီးတော့စိတ်ညစ်တိုင်းကစားတာကိုတွေ့ပူပါတယ်အဲပြီးတော့မှဟိုသမီးလေးတယောက်ကနေရောမှအန်ဒီသမီးတို့ squash အဖွဲ့ချုပ်ထူထောင်ခြင်းပါတယ်လို့လာပြောပါတယ်ပြောပြီးတော့မှဒီကိုရီးယားအဖွဲ့တွေကိုပါခေါ်သွားပြီးတော့ကျမတို့မှ club house ရှိပါတယ်လीအဲဒီသူတို့ရဲ့ club house ကိုလည်းခေါ်ပြီးတော့ပြပါတယ် အဲ့ဒါနဲ့အာဂစာအဖွဲ့ကြီးရဲ့ဥက္ကဋ္ဌတွေကအများစုကယောက်ျားတွေဖြစ်တယ်။အဲ့ဒါဖြစ်တဲ့ကြောင့်ကျွန်တော်မြို့မမိမျိုးသမီးဦးဆောင်တဲ့အာဂစာအဖွဲ့တခုလည်းထူထောင်ခြင်းနဲ့ဆန္ဒလည်းရှိတယ်။ဒါနဲ့ပဲကျွန်တော်အဲ လုပ်ပေးခဲ့ပါတယ်စဉ်းစားနေတယ်သင်ရအောင်မယ်ကျမစကွတ်တာမကစားတာလေရေးစကလမ်းလျှောက်ပါတယ်စပိန်နေပါတယ်ရေကူးပါတယ်ပြီးတော့ line dance လည်းပဲရေမချိုးခင်တစ်ချက်နှစ်ပုတ်ကပါတယ် active life မှာနေတာပေါ့နော်ချာချာဆိုကားတွေရောတင်မာတွေရောခြေထောက်တွေရောအကုန်ပါတယ်လေ ตัว line dance ဆိုတော့ exercise တမျိုးလို့ပါပဲလူကဟို nerve တွေကအများအားလှုပ်ရှားနေဖို့လိုတယ်လေကျမတို့အသက်80ပိုင်းကိုရောက်တယ်ဆိုရင်တငယ်ချင်းတွေရှိတယ်တချို့ဆိုရင်ဟူးချဲပေါ်ရောက်သွားပြီတချို့ဆိုအိပ်ရာပေါ်ရောက်သွားပြီအဲတချို့ဆိုလည်းပဲတည်သွားပြီးတော့ grey ကို traffic ခဲ့တော့အရင်ထွက်သွားနေတဲ့လူတွေရှိပါတယ်အဲလူတယောက်ကစတဲ့ရင်ခြေထောက်ကစတဲ့တာပါပဲခြေထောက်မှာရှိတဲ့အကြောတွေကစဆိုင်တာပါပဲအဲ့ဒီ အချိန်မှာသတိထားမှာဖြစ်တယ်ပေါ့အဲ့ဒါကိုကြောက်လို့ကျွန်မရေကူးပါတယ်အာခြေထောက်ကဟိုစပြီးတော့နေမကောင်းဖြစ်တာပဲလေသူလေကားမတက်နိုင်ဘူးလမ်းမရှောင်းနိုင်ဘူးအာဖျားရှိခိုးတဲ့ခါမှာခောက်ပြီးတော့ခြေထောက်ခောက်ပြီးမထိုင်နိုင်ဘူးဆိုလို့ရှိရင်ဒါဆိုင်ပဲသူ့ရဲ့ခြေထောက်ကစတည်နေပြီဆိုတာအဲဒါမျိုးကိုစဉ်းစားထားဖို့လိုတာပေါ့နော်အာကျွန်တော်တို့အစားတော့လည်းပဲဟိုဆင်ကျင်ရတာမျိုးရှိပါတယ်ကျွန်တော်အခုလေ และแพทย์โกไอ, ပင်ကြီးလက်ဖက်ဆိုရဲလက်ဖေးချမ်းကိုတောက်ပါတယ်အဲ့ဒါကိုတောက်လိုက်လို့ရှိရင်အခိုးတွေပွင့်သွားတယ်အရေချိုးကန်ဒီမှာတောက်တယ်အရေချိုးလိုက်လို့ရှိရင်အကလုံးတစ်ကလုံးပေါ်ပါသွားတယ်ပေါ့နော်အဲ့လိုမျိုးလဲစဉ်းစားမှဖြစ်ပါတယ်ဟိုကိုဘိုက်ကိုကိုခရုဆိုင်မှဖြစ်မယ်လေနော်အဲ့တော့ digest ကပါးစပ်ထဲကနေတော့ကိုပါးစပ်နဲ့ကိုထည့်တာဆိုတော့လေအကိုထည့်တဲ့မြအစိမ့်ဖြစ်နေတော့မကောင်းဘူးပေါ့နော်အဲကျွန်မအစားတော့ ောက်လဲဆင်ကျင်ပါတယ်အာ1 2 3ပဲလीနံပါတ်1ကတော့အေးအေးဝါဝါအေးရမယ် at least 5 hours အေးရမယ်အဲ့လိုအိတ်တော့မှကျမတို့ရဲ့အသေးတွေအသေးခြေကြောက်ကတ်တွေအဲ့ရအစိတ်တွေကိုထုတ်ဖြစ်သွားမှာ အိမ်ပြောင်းအိမ်မောကြအောင်အိမ်မအဲ့ဒါအစုပ်အစိတ်တွေထွက်တာပေါ့နော်အဲနောက်2ကတော့ရေကိုတနေ့ကိုနှစ်ခါချိုးတယ်2လီတာတောက်ပါတယ်မနေ့ဖက်ဆိုလို့ရှိရင်ပြားရည်နဲ့ apple cider vinegar နဲ့ပြားရည်နဲ့တက်ခွက်တောက်တယ် ဘက်ကပင်ကြီးလက်ဖက်တစ်ခွက်တောက်တယ်ရေတစ်ခွက်တောက်တယ်ဟိုဘက်ကနေရောမှာ juice တစ်ခွက်တောက်တယ်ဆိုရင်မင်းတည်းကဟိုကောင်းသွားပြီလေလေးခွက်ပြည့်သွားပြီဆိုလို့ရှိရင်1 liter လောက်ကပျောက်ပြီးသွားပြီပေါ့နော် now ကျွန်မ ဗမာစနွင်းလဲတောက်တယ်ဟိုနည်းနည်းဖြားခြင်းနေရောဘာလို့ညာရောဆိုလို့ရှိရင်အဲ့လိုဂျင်းပြုတ်ရည်နဲ့စနွင်းနဲ့တောက်တာပဲအဲဒီလိုမျိုးနဲ့လည်းပဲနေပါတယ်အာ3ရတော့အစားတောက်ပေါ့အစားတောက်ကတော့တနေ့ကို၃နက်စားပါတယ်မနေ့ breakfast ကမစား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 အနေချင်းတော့ ကွေခုတ်အုတ်ကိုအများတော်အဖြစ်တောက်ပါတယ်အဲအဲ့သုံးနှက်စလုံးမှာလည်းပဲကျမစားတဲ့အစားအစ်စ်ကိုရိုးရှင်းပါတယ်အာစီဆိုလို့ရှိရင်နှမ်းနဲ့စီလေနှမ်းနဲ့ကိုကြိတ်ထားတဲ့စီကိုပဲစားတာပါ10နှစ်ကျော်လောက်တောင်မှရှိလာပြီတင်တယ် and then ဟိုစားဆိုလဲ pink salt ပဲ pink salt ဆို chemical မပါဘူးလေအဲ့ pink salt ကိုစားပါတယ်အဲ့တော့ဆန်ဆိုလို့ရှိရင်လဲ basmati ဆန်ကိုစားပါတယ်ဟိုတခြားဆန်တွေကိုစားကြည့်တဲ့အခါမှာလေအဟာရဖြစ်ဆန်တို့ပါတော့ အိမ်ကကြွေးတော့လေစကြည့်ရခင် body weight လည်းတွေ့တက်တာကိုလည်းတွေ့ပါအဲ့တော့စူးစမ်းပြီးတော့နေကောင်းနေတာပေါ့လွတ်ချင်တာတွေကလည်းအများကြီးရှိသေးတာဆိုတော့လေ